ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ update ဖွင့်သားများက ARV တိုင်းဒေသကြီးပသိမ်မြို့နယ်ငွေဆောင်မြို့အလဲရွာကျွော်အုပ်စုညောင်ကုန်းကျွော်ကိုရောက်ရှိနေရဖြစ်ပါတယ်ဒီနေ့မှာဒီကျွော်လေးကိုရောက်ရှိနေရတဲ့အကြောင်းကတော့ဒီကျွော်လေးမှာကိုအားကိုကိုမူလာရန်ကျောင်းလေးကိုဖွင့်လှစ်သားမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ဒီမူလာရန်ကျောင်းဖွင့်ပွဲနဲ့အတူကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုရှင်းလင်းပြမြမယ်အခမ်းအနားတစ်ခုကိုပါကျင်းပပြုလုပ်မှာပါဒီနေ့အခမ်းအနားကိုတော့ ARV တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးသိအောင်ကိုရိုင်းတက်ရောက်ချီးမြှင့်မှာဖြစ်တာကြောင့်ဒီနေ့ရဲ့အခမ်းအနားမြင်ကွင်းများနဲ့ ဲ့အကြောင်းအရာများကိုမိဘပြည်သူများလည်းပြည့်ပြည့်စုံစုံသိရှိနိုင်မှုတော့ရိုက်ကူးတက်ဆက်ပေးကြပါရစေ။မိဘပြည်သူများရှင်ဒီနေ့ရဲ့အခမ်းအနားကိုအေယာဝီတိုင်းဒေသကြီးဆိုရဘွယ်ဝင်ကြီးချုပ်ဦးသိအောင်နဲ့ဆိုရဘွယ်ဝင်ကြီးများအေယာဝီတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်နဲ့တကွာဌာနဆိုင်ရာအသီးသီးကအကြီးအကဲများထောက်ဝင်ရှိသူများညောင်ကုန်းကျေးရွာတိတ်ခါရောရဆရာတော်နဲ့တကွာဒေသခံကျေးရွာနေပြည်သူများဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါရစေ။ န်းနာပထမပိုင်းအနေနဲ့မူကြိုကျောင်းဖုံပွဲကိုစတင်ခဲ့ပါတယ်။ဒီနေ့ရကိုအားကိုကိုမူလိုင်းကြိုကျောင်းကိုလူမှုရေးဝန်ကြီးဒေါက်ကင်ဆောမူ၊အေယာယူတန်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်စိန်နဲ့ညောင်ဦးရွာသိခါတော်ရဆရာတော်ဦးစောလီတော်တို့ကဖဲကျိုးဖြတ်ဖွင့်လေးပေးခဲ့ပါတယ်။အိမ်နာမှာတော့အမှန်တရားတပုံစုပေါင်းရိုက်ကူးကြပြီးမူလိုင်းကြိုကျောင်းဆိုင်ဘုတ်ကိုနန္ဒာရေးပပျံခဲ့ပါတယ်။ ိမ်နာမှာတော့ကြောင်းတွေကြည့်ရှုဆစေးကြပြီးခန္ဓာဒုတိယပိုင်းကိုစတင်ခဲ့ပါတယ်ခန္ဓာဒုတိယပိုင်းအစီအစဉ်ဖွင့်လှစ်ပြီးတဲ့နောက်မှာတော့ညောင်ကုန်းကျေးရွာအသိခါရောရဆရာတော်ဦးစောလေးတော်မှာမေတ္တာပို့ဆူတောင်းခဲ့ပါတယ် anh đi ra gì suy à phê nè u gì vô nè bóng bà a lộc về su tao lu bà y lu sau nam nha sẽ sau để cầm a cái ác của a nhà bị nhà của a rồi đâu rồi chỉ chạm bê ra đâu ိမ်နာမှာတော့အရာဥတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးသိန်းအောင်ကအမှားစကားပြောကြရမှာဒေသခံပြည်သူများအနေနဲ့ယခုအခါမှာမူလရန်ကြိုကြောင်ဖွင့်လှစ်ထားရှိပြီးဖြစ်တာကြောင့်မိမိတို့ကလေးငယ်များရဲ့ပညာရေးကိုစူပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာလည်းပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းရင်းနဲ့ဖွင့်မှာစကားပြောကြခဲ့ပါတယ် ိနာမှာတော့မူလာရင်တို့ကျောင်းသားကျောင်းသူများအတွက်အရာဝတ္တန်းဒေသကြီးအစိုးရဖွဲ့မှလူရန်နဲ့ဗလာစာအုပ်ဒါဇင်150ကိုစီပင်ဝင်ကြီးဦးကျော်ဝင်းနိုင်ကပေးရရာကျောင်းအုပ်ဆရာမကြီးမှလက်ခံရယူခဲ့ပါတယ်။အိနာမှာတော့ခြေရာတွင်လိုအပ်ချက်များနဲ့ခြေရာတွင်ဆောင်ရွက်ရမယ့်ဖွံ့ဖြိုးရေးလုပ်ငန်းစီများအကြောင်းကိုဒေသခံဖွံ့ဖြိုးရေးလူငယ်တဦးကရှင်းလင်းတင်ပြခဲ့ပါတယ်။ဆလဘီဒေသခံပြည်သူတို့မှာ ယခုလိုအေယာယူတန်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးဆောင်ပြီးတာဝန်ရှိသူများတက်ရောက်ချီးမြှင့်မှုပေါ်ဝမ်းမြောက်ကြောင်းနဲ့ကြေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာလည်းလူငယ်များရဲ့တင်ပြမှုများပေါ်ကြေးရွာနေလူကြီးများအနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြစ်ပြောကြားခဲ့ပါတယ်။အိမ်နောက်မှာတော့အေယာယူတန်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်စင်ကဝမ်းမြောက်စကားပြောကြားခဲ့ပါတယ်။အိမ်နောက်မှာတော့ပြည်ပဆိုင်ရာတက်ကြီးရွယ်အုပ်ဖွဲ့ဝင်ရမီရဖာတူကဒေသခံပြည်သူများနဲ့စုပေါင်းပြီးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့အေရီတိုင်းဒေသကြီးအစိုးရဘက်ဝန်ကြီးချုပ်ဦးဆောင်ပြီးဒေသခံပြည်သူများနဲ့အတူအမတ်တရစုပေါင်းတပ်ပင်များစိုက်ပျိုးခဲ့ကြပါရဲ့ရှင်ဒီခန္ဓာကျင်းပပြုလုပ်တဲ့အကြောင်းအများနဲ့ပတ်သက်ပြီးတော့လေညောင်ကုန်းကြီးရွာတိခါတော်ရဆရာတော်ကိုခုလိုပဲမြင်မြင်ခဲ့ပါတယ်။ကုမင်္ဂလာပါရှင်။မင်္ဂလာပါ ကဲ့ပါဦးရဲ့အမိနဲ့တာဝန်ယူထားတဲ့အပိုင်းလေးသိကြပါရစေရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့ကိုအားကူကိုမူလာရန်တို့ကျောင်းဖုံပွဲအခမ်းအနားနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ရှင်အဲဒီကျောင်းလေးကဆောက်ဖို့အစီအစဉ်မနေ့တော့အခက်ရတော့ပေါ့ခုအဲအရှိန်ရဲ့ပံ့ပိုးမှုတချို့နဲ့ကြေးရွာပံ့ပိုးမှုပူပေါင်းပြီးတော့ဒီຫນွေမှဆောက်နိုင်ရပါဟုတ်ကဲ့ပါရှင်ဒီခုလိုမျိုးမူလာတဲ့တို့ကြောင့်လေးဖွင့်လေးပြည့်တဲ့အခါကျတော့ဗောနော်ဒီကြေးရနေပြည်သူလူထုတွေဘယ်လိုမျိုးအထောက်အကူဖြစ်မယ်ဆိုတာလေးလက်ပြပြပေးပါအောင်ရှင့် ီလိုကလေးများ အတွက်ပို့ပြီးတော့အဖက်ဖက်မှာဖို့ပြတို့တဲ့ဘို့ပေါ့ပညာရေးရောမဆုံအာကာယခွန်အားတို့ပါတို့အာအသိညာအကုန်တို့တဲ့မယ်လို့တော့ညွှန်လိုက်ပါတယ်ဒီမူလာတဲ့သူကြောင့်မာကလေးတွေကိုဘယ်လိုမျိုးပြည့်စုံဆောက်ရှောက်သွားမလဲဆိုတာလေးသိချင်ပါတယ်ရှင့်ကလေးတွေကလောလောဆယ်ရှာမှာနှစ်ယောက်ရှိတယ်သူတို့ရဲ့အဲတပတ်တစ်ခါတော့ ကြည်ရအဟာရကျွေးတာတော့ရှိတယ်အနိကပြုစုစားရှောက်တာတော့ရှာမတွေများပါတယ်မိပါတွေကတော့တခတ်တလေပဲဒီနေ့ကိုအားကိုကိုမူလာန်တို့တောင်းဖွင့်လှစ်မှုနဲ့တရားဖွပြမှုလုပ်ငန်းစဉ်များမှာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့ Action Aid အဖွဲ့ရဲ့ဆောင်ရွက်မှုများနဲ့ပတ်သက်ပြီးတော့လည်းခုလိုပဲမြင်းမြန်ခဲ့ပါတယ်မမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ကဲ့ပါအမရဲ့နာမည်နဲ့တောင်းဝင်ယူထားတဲ့အပိုင်းလေးလည်းသိကြပါရရှင်အမနာမည်ကခိုင်စာလင်း Action Aid ရဲ့ဒီ ARV တိုင်း Regional Manager အနေနဲ့တာဝန်ယူပါတယ် ဟုတ်ကဲ့ပါရှင်ဒီနေ့ကိုအားကိုကိုမူလနဲ့တို့ကြောင်းလေးနဲ့တူပေါ့နော်ဒီနေ့ကြေးရွာရဲ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေရှင်းလင်းတဲ့အပိုင်းမှာမတို့အရှင်အေးရဲ့ပူပေါင်းပါဝင်ဆောင်ရွက်မှုလေးလည်းသိချင်ပါတယ်ရှင်အဓိကကတော့မတို့ကအားဖြည့်ပြီးတော့ပူပေါင်းပါဝင်နေတာလောက်ပဲအဓိကရွာကိုပဲမတို့ကအများကြီးချီးကျူးပါမယ်လေးစားတယ်ဂုဏ်ယူတယ်လို့အယုံဆုံးပြောရမယ်ဆိုတော့ဒီအစီအစဉ်လေးဖြစ်လာဖို့ကရွာတရွာသားတဲ့2012လောက်ကလေးအမသိသလားဆို2012လောက်ကလေးကကျေးရွာအစီအစဉ်တွေကိုသူတို့ဝိုင်းပြီးဆွေးနွေးတယ်ဟို ဘာတွေလိုအပ်ချက်ရှိတယ်လဲဘာတွေအားသာချက်ရှိတယ်တို့တွေဘာလုပ်နိုင်တယ်လဲလို့ဆိုရလဲပါတယ်အဲ့ဒါတွေအရာလုပ်ငန်းစဉ်တွေအရာတို့ကလုပ်ငန်းစဉ်တွေရေးဆွဲတယ်ရေးဆွဲပြီးတော့ဒီမူဂျိုချောင်းကလည်းဒါလိုတဲ့ရေးရှိကလေးတွေပညာရေးအတွက်ဒါလေးမရှိမဖြစ်လုပ်ကြမယ်လို့ဆိုတဲ့နေရာမှာဒါကြာသူရသားရဲ့ဥဆောင်မှုနဲ့အဓိကလုပ်တာပေါ့နော်မြမတို့အနေနဲ့ကြတော့ဘလို့ဆက်ဆက်ပြီးတည်လဲလို့ဆိုတော့ action aid ကပတိမြောင်းများစကောခရင်နှင်းချင်းခရင်တာဒနာနေများအဖွဲ့နဲ့မှာ2000ခုနှစ်လောက်ကတည်းကမိဖက်ပူပေါင်းပြီးတော့ဒေတာဖွံ့ဖြိုးရေးတွေလုပ်တယ် ဆိုအဲ့ဒီကလေးကကျေးရွာဖွံ့ဖြိုးရေးလူငယ်တွေဖြစ်ပေါ်လာဖို့ပေါ့အမတို့ဘက်ကအဓိကဒါနှစ်ဖွဲ့စလုံးပေါ့လေသဘောတူညီပြီးလုပ်တယ်လို့ဆိုကြတဲ့ကဒီလူငယ်တွေရဲ့ဆွမ်းဆောင်မှုဦးတွေတိုးတက်လာဖို့ဦးဆောင်နိုင်မှုလို့ဆိုတာအမတို့အဓိကအားဖြစ်ပေးတယ်ဆိုတော့ပြောရရင်တော့ဒါလူငယ်တွေရဲ့ကြိုးပမ်းမှုနဲ့ရွာသူရွာသားတွေပူပေါင်းပါဝင်မှုပဲဆိုတော့ဒါဒီနေ့ကအသီးပွင့်ရလက်တစ်ခုကိုမြင်ရတဲ့နေ့လို့ပြောရင်လည်းမမှားပါဘူးလို့ဆိုတော့ကျေးရွာလုပ်ငန်းစဉ်တွေရအကောင့်ထဲပေါ်ကြတဲ့အကောင့်ထဲပေါ်ကြတဲ့ဥစ္စာပေါ်မှာဒီလိုအောင်မြင်မှုလေးတွေရလာတဲ့အခါကျတော့ဒါ အထူးသဖြင့်ဒီလိုနည်းဆိုတော့ဘာဝန်ကြီးချုပ်ကိုတော့ကိုယ်တိုင်တက်ရောက်ပြီးအားပေးတဲ့ချင်းမြင့်နေဆိုတော့ရာသူရာသားတွေတော့တကယ်အင်အားပါပြီးတော့အမားတို့လိုမျိုးကိုနိုင်ငံသားအနေနဲ့ဒါနိုင်ငံရဲ့ဖွံ့ဖြိုးရေးဒေတာဖွံ့ဖြိုးရေးကိုပါဝင်လုပ်ဆောင်နေတဲ့လူငယ်တွေတော့လည်းအင်မတန်အားရှိတဲ့နေ့တစ်နေ့ပေါ့နော်ဒါဆိုတော့ဒါ action A ရဲ့အဖြစ်မှုတွေကတော့အပေါ်ပိုင်းမှာတော့မမြင်ရဘူးဒါပေမဲ့ဒီရေတောင်းမြစ်တွေကောင်းကောင်းလေးရှင်သန်ဖို့ရတဲ့အဖြစ်ပေးတယ်လို့အမားကတော့ဒါမြင်ရောင်းနဲ့ခံစားရတယ်ပေါ့ဟုတ်ကဲ့ပါမဒါဆိုရင်အမားတို့ action A ရဲ့ဒီလိုမျိုးပေါ့ပူပန်းပါဝင်ဆောင်ရွက်မှုအရရွေချက်ကဘယ်လိုမျိုးထားရှိရဲဆိုတာလေးသိချင်ပါရဲ့ရှင့် အဓိက action aid ကအမြဲတမ်းယူရတာတနိုင်ငံတကာအဖွဲ့အစည်းတခြားနိုင်ငံတွေမှာလုပ်တဲ့လူစင်မဲ့ဖြစ်ဖြစ်အဓိကဒေတာခန်လူတွေကိုယ်တိုင်ကစဉ်းစားဆုံးဖြတ်နိုင်တဲ့အနေအထားတစ်ခုကရေရှည်အတွက်အင်မတန်အရေးကြီးတယ်လို့မတော်ယုံတယ်ဆိုအဲ့ယုံကြည်ချက်ဖြစ်ဖို့ရအတွက်လူတွေရဲ့စိတ်သက်ခံယူချက်ပုံမှာအများကြီးမူတည်တယ်လို့ဆိုအပေါ်ယံအဆောက်အဦတွေဆိုတာမလိုအပ်ဖို့လိုအပ်တယ်ဒါပေမဲ့တကယ်တကယ်လူတွေရဲ့စိတ်သက်နဲ့ရေရှည် ကိုရဲ့ကံကြမ္မာကိုဖန်တီးနိုင်ဖို့ရွေးချယ်ဆုံးဖြတ်နိုင်ဖို့စွမ်းရည်တွေရှိဖို့အရေးကြီးတယ်လို့ဆိုတော့ခံယူချက်နဲ့မတော်ကအဲ့လိုလှုပ်ဆောင်နေဆိုတော့အကြောင်းနေရာတိုင်းလှုပ်တဲ့ဒေတာတိုင်းမှာဒေတာခန့်နေတဲ့အဓိကပူပေါင်းပြီးတော့လှုပ်တဲ့အထူးသဖြင့်လူငယ်တွေရဲ့စွမ်းဆောင်နိုင်တဲ့စွမ်းရည်ကိုညှင်ပေးတယ်ဆိုတော့သူတို့တွေကိုယ်တိုင်ရဲ့ဥဆောင်မှုနဲ့ရွာသူရွာသားတွေဒေတာခန့်တွေရဲ့ပူပေါင်းမှုနဲ့ကိုယ့်ရဲ့ဖွံ့ဖြိုးရေးကိုကိုယ်ကိုယ်တိုင်တိဆောက်ယူရတယ်လို့ဆိုတော့ယုံကြည်ချက်အပိုင်းနဲ့လှုပ်နေတဲ့သူတွေအတွက် action တွေကအားပေးတယ်ပံ့ပိုးတွေကူညီတယ်လို့ဆိုတော့အခမ်းအနားတရအနေနဲ့မတော်လှုပ်ဆောင်ပါတယ် ဒေတာကန်ဖွံ့ဖြိုးရေးလူငယ်တူဦးကိုလည်းဒီနေ့ရဲ့ကြေးရဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များရှင်းလင်းတင်ပြမှုအကြောင်းအရာနဲ့ပတ်သက်ပြီးခုလိုပဲမြင်မြန်ခဲ့ပါရရှင်။ကိုမင်္ဂလာပါရှင်။မင်္ဂလာပါ။ဟုတ်ကဲ့ပါကိုယ့်ရဲ့နာမည်ကိုလည်းမိတ်ဆက်ပေးပါအောင်ရှင်။ကျွန်တော်နာမည်ဆွန်နုအဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့မှာကြေးရဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ကိုရှင်းလင်းတင်ပြသွားခဲ့တာကိုတွေ့ရပါရရှင်။ဒီလိုမျိုးရှင်းလင်းတင်ပြနိုင်မှုတော့ကျွတ်တိပြင်ခဲ့ရတဲ့အကြောင်းလေးသိချင်ပါရရှင်။ကျွန်တော်ဆရာမဖော်မင်နာနဲ့ကျွန်တော်ကျွန်တော်အညီကတင်ပြနေမှာနော်။ပြောဆရာမဖော်သူလည်းကျွန်တော်ကိုတင်ပြနေကျွန်တော်တပတ်လောက် အချင်းယူပြီးတော့စူးစမ်းပြီးတော့ကြိုးထားရတာပေါ့နော်ကြည့်ထားရဟုတ်ကဲ့ပါဒီနေ့မှဒီလိုမျိုးရှင်းလင်းတင်ပြနိုင်မှုအတွက်အရှင်အိမ်မှလည်းဒီနေ့တက်ရောက်ခဲ့လို့သိရရှင်ဒီတက်ရောက်ခဲ့တဲ့အကြောင်းလေးလည်းသိချင်ပါတယ်ကျွန်တော်တက်ရောက်ခဲ့တဲ့အကြောင်းတော့တော်တော်များတယ်ပေါ့ဒါပေမဲ့ဥပမာအဖြစ်ဆိုအမျိုးသမီးအခွင့်အရေးလည်းပါတယ်ပြီးတော့လူအခွင့်အရေးလည်းပါတယ်ပြီးတော့တပါပါပြရတဲ့ social media တင်နိုင်နေလည်းတက်ရရတယ်ပြီးတော့အဲခေါင်းဆောင်မှုတင်နိုင်နေလည်းတက်ရရတယ်ပေါ့နော်ပြီးတော့ဥပဒေအကြောင်းနဲ့ပတ်သက်တဲ့တင်နိုင်အကြောင်းလည်းတက်ရရတယ် လေးစားအပါတော်မိဘပြည်သူမျိုးကိုမောင်းလို့များရှင် အေရဝတိုင်းဒေသကြီးပသိမ်မြို့နယ်ငွေဆောင်မြို့အလဲရကျေးရအောင်စုညောင်ကုန်းကျေးရမှာဖွင့်လှစ်ခဲ့တဲ့ကိုအားကိုကိုမူလာရန်တို့ကြောင့်ဖွင့်ပွဲနဲ့အတူကျေးရဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များရှင်းလင်းတင်ပြတဲ့အခမ်းအနားကမြင်ကွင်းတွေကိုမိဘပြည်သူများကကြည့်ရှုကြရတာပါရှင်။မိဘပြည်သူများရှင်ဒီနေ့မှာတော့ Action A ရဲ့ပတ်မှုကူညီမှုနဲ့အတူအခုလိုမျိုးကိုအားကိုကိုမူလာရန်တို့ကြောင့်လေးဖွင့်လှစ်ခဲ့တာကြောင့်လေဒေသခံကလေးငယ်များရဲ့ပညာရေးအဆင့်မြင့်တင်ပြနိုင်ရလဲရောက်ပါတယ်ရှင်။ဒါပြင်ဒီနေ့မှာဒေသခံပြည်သူတို့ကလည်းမိမိတို့ကျေးရတဲ့လူအချက်များကိုအခုလိုမျိုးရှင်းလင်းတင်ပြခဲ့တာကြောင့်လေအေရဝတိုင်းဒေသကြီးဆိုရဖွဲ့ အနေနဲ့ဆောင်ရွက်ပေးတဲ့ညများကိုသိရှိပြီးတော့ဒီကြေးရလေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဒီစီစဉ်ကိုကြည့်ရှုခဲ့ကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ပါတယ်ရှင်။မိဘပြည်သူများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။